ဖလျိုချင်ဂျာမန်ဘာသာလေ့လာနေသူတွေအတွက် force gate အနက် skill တစ်ခုချင်းစီကိုတီးခြားစီလေ့လာနိုင်မဲ့ app အချို့ကိုသုံးပုံသုံးနည်းတွေနဲ့အတူ highlight လုပ်ပေးသွားချင်ပါတယ်။ပထမဦးဆုံးအနေနဲ့ listening အတွက် recommend ပေးလိုတဲ့ app တွေကတော့ Seedling ဖြစ်ပါတယ်။ Seedling ဒီ app လေးကဒီ app လေးထဲမှာဆိုရင်ကျွန်တော်တို့တွေက story line အနေနဲ့ ဒီ easy german မှာ youtube မှာရှိတဲ့ easy german page မှာ page ကဗီဒီယိုတွေကို story line အတိုင်းလေ့လာနိုင်မှာ ဖြစ်တယ်လို့ vocab အနေနဲ့သူပေးထားတဲ့ deck တွေကိုလည်းလေ့လာနိုင်မှာဖြစ်ပါတယ်ဒါပေမဲ့လည်းသူမှာရှိတဲ့အပြည့်စုံရကျင်နေဆိုရင်တော့ကျွန်တော်တို့ရာ paid version ဝယ်တော့မှာပိုစင်ပြပါလိမ့်မယ်နောက်တစ်ခုကတော့နောက်ထပ် app တစ်ခုကတော့ david landjamin ဆိုတာလေးပဲဖြစ်ပါတယ် ဒေးဗစ်လန်ဂျာမန်ကကျွန်တော်တွေဘယ်လိုမျိုးတွေအကျိုးကျေးဇူးရှိမလဲဆိုရင်သူကသူ့သက်ဆိုင်ရာ level alike level alike တွေရှိမယ်အဲ့ဒီမှာမှကျွန်တော်တို့က placement test ကိုလည်းထပ်ဖြေလို့ရအောင်မှာဖြစ်ပါတယ်အဲ့ဒါပေါ်မှာကျွန်တော်တို့ကဒီ daily life မှာ daily life မှာအတုံးများတဲ့ပုံစံနဲ့တွားထားတဲ့ Nicholas Fate ဒါကိုလည်းကျွန်တော်တို့တွေကဒီ page ဒီထဲမှာဒီထဲမှာကိုကျွန်တော်တို့ကသူ့ရဲ့ ဒီကောင်းစဉ်ခွဲတယ်လိုက်ပေါ့နော်လူလူလူချင်းအဲလူတယောက်နဲ့တယောက်တွေ့ဆုံတဲ့အချိန်မှာပြောမလာကော်မဏီမှာပြောမလာဒါမှမဟုတ်ရင်လည်းကိုက appointments တွေမှာပြောမလာအစရှိသဖြင့်သူ့ရဲ့ပြန်လဲခွဲခြားပြီးထားတဲ့ကောင်းစဉ်တွေလိုက်ထပ်ပြီးတော့လေ့လာနိုင်မှာဖြစ်ပါတယ်ပြီးနောက်တစ်ခုကတော့နောက်ထပ်အသုံးဝင်တဲ့တစ်ခုကတော့ drive trainer ဆိုတဲ့တက်ပဲဖြစ်ပါတယ်ဒီတက်ဒီ session ထဲမှာဆိုရင်လည်းကျွန်တော်တို့က lesson alike ထပ်ပြီးတော့လေ့လာနိုင်မှာဖြစ်ပါတယ်ဒါလေးကတော့ DV DV ရဲ့ Drashavela ဆိုတဲ့ Drashavela ရဲ့ free app လေးပဲဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ listening အတွက်ပြီးသွားတဲ့အချိန်မှာ speaking တက်ဆက်ပြီးသွားပါမယ် speaking အတွက်ကတော့ကျွန်တော်တို့တွေကကျွန်တော်တို့ကဒီ speaking အနေနဲ့ဆိုရင် Hello Talk ကိုကျွန်တော် recommend ပေးလို့ပါတယ် Hello Talk ထဲမှာကျွန်တော်တို့ဝင်လိုက်မယ်ဆိုရင် ဝင်လိုက်မယ်ဆိုရင်ကျွန်တော်တို့တွေကပထမဦးဆုံးအနေနဲ့ကိုယ်မှာ partner မရှိသေးဘူးဆိုရင်ကျွန်တော်တို့ဒီ point zone နဲ့ဝင်လိုက်ပါ point zone နဲ့ဝင်လိုက်ပြီဆိုရင်ကိုယ့်ရဲ့ level အလိုက်ဒီမှာပြထားတဲ့ကောင်းစင်လေးတွေရှိပါတယ်သူက point zone ကဘယ် level တွေလဲဘာဘာသာစကားတွေပြောတာလဲအစရှိသဖြင့်အဲ့ဒီ level တွေကြည့်ပြီးတော့ကျွန်တော်တို့ကဝင်လို့ရပါတယ်ဝင်လိုက်တဲ့အချိန်မှာလည်းကျွန်တော်တို့ကဒီ point zone တွေကျွန်တော်တို့ကဝင်လိုက်ပြီပေါ့နော်ဝင်လိုက်ပြီဆိုရင်ကျွန်တော်တို့ကသူတို့ပြောနေတာတွေကိုပဲနားထောင်မလား ဒါမှမဟုတ်ကိုကိုယ်တိုင်ဝင်ပြောချင်တယ်ဆိုရင်ဒီမှာပုံမှာပြထားတဲ့ဒီနေရာလေးတွေကိုကျွန်တော်တို့ရနှိပ်ပြီးတော့ဒီ post ရဲ့